မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချင်းမှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ယရနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာကြီးမြတ်မာပြီပါနောက်ချွေးညမင်းမိသားစုမှကျူတူပါတယ်ဗျာဒီနေ့ကျွန်တော်တို့ရပြောင်း20ရက်ဟလာ6လ2025တောက်ကြနေဖြစ်ပါတယ်ဗျာဒါကြောင့်20ရက်6လ2025တောက်ကြနေရဲ့ဒီနေ့တာကညီမများကိုဒီနေ့တင်ပြပေးသွားမှာဖြစ်ပါတယ်အဲဒီနေ့ကတော့ခင်ဗျာ အကျွေးရှိတဲ့လူတွေကအကျွေးကြီးတတ်တယ်။ထီပေါက်ချင်းတဲ့လူတွေကထီပေါက်တယ်ပြောထီပေါက်လို့ကျွေးကြီးကျွေးကြီးလို့ထီပေါက်အဆင်ပြေမှာပါဗျာ။ဒါဟုတ်မလား။နောက်ဆုံးပိတ်အိတ်နဲ့လွယ်ရမယ်။ကာလာမျိုးဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်တဲ့လိုအပ်တဲ့ရှိတဲ့လူတွေကထီကန်လေးတွေစမ်းမယ်။ထီကန်လေးတွေစမ်းတဲ့သူကမိမိမှာလိုအပ်နေတဲ့ငွေကြီးများအများဆုံးရရှိခံစားသွားမှာဖြစ်ပါတယ်။ဒါပေါက်ဒါကြောင့်ဒီနေ့မှပြောထီပေါက်လို့ကျွေးကြီးကျွေးကြီးလို့ထီပေါက်အဆင်ပြေမဲ့ကာလာမျိုးဖြစ်ပါတယ်ဗျာ။အဲ့ဒါဒီတကြောင့်20ရက်6လ2025 တောက်ကြနေတဲ့တနိဒာကံကြမ္မာများဖြစ်ပါတယ်တနိဒာကံကြမ္မာကတော့အိုးဝင်လောကနဲ့ပတ်သက်တဲ့အကိုရတ္တိတာမှုတွေတခြားရတ္တိတာသွားရောက်လောကန်တတ်တဲ့ပြူကိုရတ္တိတာကိုလုံငန်းမှာတော့အိုးဝင်မိသားစုလောကန်ကြီးအစင်မပြေတတ်ဖိနဲ့ကိုရတ္တိတာမှုတွေတခြားရတ္တိတာအိုးဝင်လောကန်နဲ့ပတ်သက်တဲ့အောင်မြင်ကြကြတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်အိုးဝင်လောကန်နဲ့ပတ်သက်တဲ့အစင်မပြေကြတဲ့ခုနှစ်သားသမီးအားလုံးတို့ဒီကျွန်တော်တို့ကတောက်ကြမြောက်ရကူလဲဘောပင်လီကိုင်းပြီးမှဆူတောင်းအတင်ဘောပင်လီ အာကျွန်တော်တို့ခီးစကားနဲ့ပတ်သက်တာအဆင်မပြေဘူးအိုးရင်လောက်ကနေပတ်သက်လို့အဆင်မပြေဘူးအိမ်နဲ့ပတ်သက်တဲ့ကိစ္စအဆင်မပြေဘူးအိမ်နောင်ရင်းနဲ့ပတ်သက်တဲ့ပူညာမူညာပြေးပြီးတယောက်နဲ့တယောက်ယုံကြည်မှုကင်းမဲ့ပြီးအမြင်ဆောင်နေတဲ့ကာလမျိုးတွေဖြစ်တယ်ဗျာဒါကြောင့်အတင်ဘောပင်လေးကအိုးရင်လောက်ကနေပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေအောင်ကိုကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရက်ကိုလှည့်ပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့အိမ်နဲ့ပတ်သက်တဲ့အိမ်ဆောက်ခြင်းနဲ့လူကအိမ်များနော်အလောက်ကမရှိတဲ့လူကအလောက်ကများ အလောက်ကိမကောင်းတဲ့လူကအလောက်ကိများအိမ်မှာပူညာပူညာနဲ့တယောက်နဲ့တယောက်အဆင်မပြေတဲ့မိသားစုကချစ်ချစ်ခင်ခင်နဲ့အဆင်ပြေမိဖြစ်ပါကြောင်းလေးလေးစားစားဘောပင်လေးကင်ဆူတောင်းခြင်းဖြင့်တောက်ကြမြောက်ရကိုလှည့်ပြီးဆူတောင်းခြင်းဖြင့်ဥဝင်လောက်ကိများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာမန္ဒီပသက်နဲ့ပတ်သက်ကိစ္စမှာကိုရကုဒေတာမှာအာငွေကြီးနဲ့ပတ်သက်လို့အဆင်မပြေတတ်ဘူးခုနှစ်သားသမီးအားလုံးကဒီချိန်မှာငွေကြီးနဲ့ပတ်သက်လို့လိုအပ်ချက်တွေ ငွေကြေးနဲ့ပတ်သက်တဲ့ပြည်ရန်ရန်စီကနောက်ကျမှုတွေကြုံတွေ့ပြီးတော့ငွေနဲ့ပတ်သက်တဲ့အခက်အခဲဖြစ်နေတာဖြစ်ပါတယ်။ဒါကြောင့်အခက်အခဲဖြစ်နေတဲ့ပုံကူအားလုံးဟာစနေတော့နောက်တောင်တော့လဲနွားနိုလေးဖြောဖြောပြီးမှဒဇွန်လောက်တောက်ပြီးမှဆူတောင်းအတင်နွားနိုလေးကျွန်တော်တို့ငွေကြေးနဲ့ပတ်သက်တာလိုးနေတယ်ကျွန်တော်လိုတဲ့ငွေကဘယ်လောက်ကျွန်တော်ရတဲ့ရှိတာဘယ်လောက်ကျွန်တော်လိုချင်တာဘယ်လောက်ကျွန်တော်ပေးတရားဘယ်လောက်ရတဲ့ရဘယ်လောက်အဲ့ဒါကိစ္စတွေပတ်သက်လို့ပိတ်ဆို့နေတယ်ဗျာပိတ်ဆို့နေတဲ့ငွေကြေးများအမြန်ဆုံးပွင့်လန်းအောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်း เนาะကျွန်တော်တို့ရပြလို့ရှိရင်တော့စနေတော့အနောက်တောင်တော့လက်ပြီးမှနွားနို့လို့ဟိုတစုံလောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေသောငွေနဲ့ပတ်သက်တဲ့ကံများပေးရရန်တရားရှိတဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဒါကြောင့်ကိုနေသားသမီးအားလုံးကငွေကြီးနဲ့ပတ်သက်တဲ့အစီအမပြေကြတဲ့ပုံကူအားလုံးကစနေတော့အနောက်တောင်တော့လဲနွားနို့လေးကိုတောက်ပြီးဆူတောင်းမယ်ဆိုရင်ဆူတောင်းတဲ့နေ့မှာအဆင်ပြေပြီမပြေတော့၄ရက်တွင်အဆင်ပြေပြီဖြစ်ပါကြောင်း ဒီတပတ်စာကိုလေးလေးစားစားတင်ပြလိုက်ပါရဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့အစီအမံပြရတဲ့ပုံကိုအားလုံးကစနေတော့နောက်တောင်းတော့တဲ့ နွားနုလေးကိုတောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ငွေကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒီချိန်မှာစိတ်တွေနဲ့ပတ်သက်တာအဆင်ပြေလားဆိုပြီးတယ်စိတ်ထဲမှာတခုခုလိုမချမှုကိုဖြစ်ပေါ်သေးတယ်အာစံနေဝယ်မယ်စီးရီဝယ်မယ်ဆက်ပစ္စည်းတွေဝယ်မယ်စိတ်တွေနဲ့ပတ်သက်တဲ့ကိစ္စမှာတခုခုလုပ်ရင်ပတ်သက်ကုန်မှာကြောက်တဲ့အဖြစ်စိတ်ထဲမှာသနိုးသနောင်ဖြစ်ပြီးအဆင်မပြေတတ်တဲ့ကာလမျိုးဖြစ်ပါတယ်ဒါကြောင့်စိတ်ထဲမှာတခုခုလိုအပ်ချက်ရှိတယ်စိတ်ထဲမှာအဆင်မပြေဘူးဆိုတဲ့ပုံကိုအားလုံးကစနေတော့အနောက်တောင်တောင်လက်ရေးလေးတောက်ပြီးမှဆူတောင်းအတင်းကြီးလေး ကျွန်တော်စိတ်တည်ငြိမ်နေတယ်မိမအိတ်ဆောက်ခြင်းနဲ့သားလေးကလုံးမရှိဘူးအနောက်ငွေကြီးလည်းအဆင်မပြေဘူးပြန်ရရန်ဇာတိကလည်းအဆင်မပြေဘူးဗျာအထီးကလည်းပေါက်ခြင်းနဲ့အယောင်းဝယ်ကလည်းအကောင်းခြင်းနဲ့ဒါကြောင့်ကျွန်တော်အားလိုက်ကြောင်စိတ်တည်ငြိမ်နေတယ်ကျွန်တော်ညစ်နေတဲ့စိတ်ကလေးတွေအဆင်ပြေအောင်အတင်ရေလေးကကုညီဆောက်ချောက်တော်မူပါဆိုတဲ့အကြောင်းစနေတော့အနောက်တောင်တောင်တက်ပြီးမှရေလေးကိုတောက်ပြီးဆူတောင်းမယ်ဆိုရင်သင်တို့မှပိတ်ဆိုနေတော့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိခံစားချင်မှဖြစ်ပါတယ်ဗျာ ကိုနဲ့နင်းနေသက်တဲ့တဲ့လူယောက်ျားလူယောက်ျားတွေအားကောင်းနေပြီလူယောက်ျားတွေကတော့တော်စုံတောင်းတောင်းစုံမြောက်အိမ်နေရမှာအိမ်မနေဘူးအပြင်သွားတဲ့အခါမှာအမှုကင်းပြဿနာကြီးဖြစ်ပြီးငွေကုန်ကြီးကြများတတ်ပြီးတော့အောင်မြင်တာတစ်ပိုင်းဆုံးကျုံတာတစ်ပိုင်းဖြစ်တတ်ပါတယ်ကိုကိုမင်းကိုမိသားစုမှာနေပြီးအလုပ်တွေကြိုးစားရင်ငွေကြီးနဲ့ပတ်သက်တဲ့အလုပ်ကိစ္စနဲ့ပတ်သက်တဲ့မှာအောင်မြင်ကြတတ်ပြီးကိုရင်ကိုရမနေတော့အပြင်မှာဖန်သီခံလို့ပြဿနာတက်လို့ငွေကြီးနဲ့ပတ်သက်တဲ့ကုန်ကြမှုတွေဖြစ်ပြီးအဆင်မပြေတတ်ပါဘူးဗျာဒါကြောင့်လူယောက်ျားတွေဓာတ်ပြက်နေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ဓာတ်ကလေးတွေပြန်ပြီးတော့ အဆင်ပြေခြင်းနဲ့ဆိုရင်စနေတော့အနောက်တောင်တော့လက်နွားနိုလေးကိုတောက်ပြီးဒဇွန်လောက်တောက်ပြီးမှဆူတောင်းအတင်နွားနိုလေးရဲ့အင်းကလူယောက်ျားအလုံးမလုပ်ဘူးလှုပ်လို့မှဖြစ်မယ်အိမ်မကဘူးအိမ်ကမှဖြစ်မယ်ဟာနော်အဲလုံကမှမလုပ်ဘူးအလုံးလုံးမှဖြစ်မယ်ကိုရင်ကိုရမကိုမိသားစုမှကပ်ပြီးအပြင်မှာလာရဲလာရဲလှုပ်တဲ့ကိစ္စတွေရှောင်မှဖြစ်မယ်ဒါကြောင့်အတင်နွားနိုလေးကလူယောက်ျားတွေနဲ့ပတ်သက်တဲ့ပိတ်ဆိုးနေတဲ့လွဲချုံနေတဲ့ကိစ္စတွေအများဆုံးတည့်အောင်ကုညီစောင့်ချောက်တော်မူပါဆိုတဲ့အကြောင်းစနေတော့နောက်တော့လောင်းလဲပြီးနွားလို့လေးတောက်ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုးနေတဲ့ကံများ အများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာကိုနဲ့နိနေသက်တဲ့မင်းမင်းနေရဒီအချိန်မှာငွေကြီးနဲ့ပတ်သက်လို့ကြက်တဲ့တဲ့အလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စမှာအဆင်မပြေတတ်ဘူးအမင်းနေဓာတ်ပြက်နေတာအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စမှာအမိတ်မနာခံမှုအမိတ်ပေါ်မှာဖြစ်တဲ့ငွေကြီးနဲ့ပတ်သက်လို့လိမ့်လဲမှု तू ကလည်းလိမ့်နေကိုလည်းလိမ့်နေအကူကလည်းအမိတ်နေတဲ့ပတ်သက်တာတော့ပြောတောင်းပြောပြောတယ် तू ကလည်းလှုပ်ချင်တာလှုပ်တော့တာပဲပြောအကြောင့်မင်းနေဓာတ်ပြက်နေတာဖြစ်ပါတယ်အပြောင်းရွှေ့ရာတူတူနဲ့ပတ်သက်တဲ့မင်းနဲ့ပတ်သက်တဲ့ပညာကြီးနဲ့ပတ်သက်တဲ့ နော်မြေယာတွေနဲ့ပတ်သက်တဲ့ကိစ္စမှာအကုန်လုံးကလွဲချုံနေတာဖြစ်ပါလေဗျာဒါကြောင့်မင်းနေနဲ့ပတ်သက်တဲ့ဓာတ်ပြတဲ့ပုံကိုအားလုံးတို့ဒီအဲကြာတာပရိအနောက်ရကူလက်အာလူကျော်လေးတခုလောက်စားပြီးမှဆုတောင်းဖြစ်ပေါ်နေတဲ့အခက်အခဲတွေကြိုအောင်လို့အာလူကျော်လေးကိုစားပြီးမှဆုတောင်းအတရားကြီးလို့ကြီးလေးမင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်မယ်ပြင်ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စလုပ်မယ်အပြောင်းအရွှေ့တွေနဲ့ပတ်သက်တာလုပ်မယ်မြေယာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်တော့မှဖြစ်ပါလေဗျာအဲ့ဒီလုပ်တဲ့ကိစ္စတွေအရှင်းပြခြင်းနဲ့ ဒါကြောင့်အသင်အာလူကျော်လူရကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းရွှေ့ရာဒုတွနဲ့ပတ်သက်တဲ့ကိစ္စမြေယာရီနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအစဉ်ပြောင်းအသင်အာလူကျော်လူရကူညီဆောင်ကျောက်တော်မူပါဆိုတဲ့ကြောင်းကြားသာပရိအနောက်ရကိုလှည့်ပြီးမှနော်အာလူကျော်လူစပြီးဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆုံနေတဲ့ကံများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ကိုသွားခြင်းနဲ့ခီးရတခုသွားခြင်းလိုသွားနေရတဲ့တခုဖြစ်ပြီးအလွဲလွဲချော်ချော်ဖြစ်နေတာဖြစ်ပါတယ်သွားရင်အန္တရာယ်ဖြစ်မှကြောက်တယ် အတွန်းဆုံးတွန်းဆုံးလုပ်နေတယ်ပြောရင်အဆင်ပြေပါမလားဆိုတွန်းဆုံးလုပ်လို့တွေကသွားကျင်သူသွားခွင့်ပြောကျင်သူပြောခွင့်မရပါဘူးဗျာဒါကြောင့်ပြောစကားသူကအောင်မြင်ပြီးတော့သွားသမျှအနေကင်းစနေတော့အနောက်တောင်တော့လက်ဆက်လက်ကလေးကိုကိုင်းပြီးမှဆူတော့အတင်းဆက်လက်ကလေးရဲ့အာကျွန်တော်တို့လေခီးတွေသွားမယ်သွားတဲ့ခီးတွေမှာအနေကင်းပြီးရှင်းပြီးတော့အဆင်ပြေခြင်းနဲ့အာစကားတွေပြောမယ်ပြောသောစကားတွေအောင်မြင်ကြကြခြင်းနဲ့ဗျာဒါကြောင့်ပြောသောစကားများအောင်မြင်ကြကြပြီးနော်သွားတော့ခီးများအနေကင်းအောင် အသင်ဆက်လက်ကလေးအကူကြီးစောင့်ချော့တော်မူပါဆိုတဲ့အကြောင်းစနေတော့နောက်တောင်တောင်လှည့်ဆက်လက်ကလေးကံပြီးဆူတောင်းမယ်ဆိုရင်အသင်ရဲ့လွဲချော်နေတဲ့ခီးတကားများအများဆုံးတက်မှတ်သွားမှာဖြစ်ပါတယ်ဗျာဒီချိန်မှာရိုးရာတွေပြတ်တယ်အမှုခင်းပြဿနာတွေဖြစ်တယ်ပြည်နယ်တွေအားကောင်းတယ်တိုင်းတွေအားမကောင်းဘူးတခြားနိုင်ငံတွေအားကောင်းပြီကိုယ်နိုင်ငံကိုလည်းအားမကောင်းတဲ့ကာလမျိုးတွေဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံမဟုတ်တဲ့နိုင်ငံလုံးမှာလည်းစစ်တွေဖြစ်အာရေးပေးလေးပေးမီးပေး အားပြဿနာတွေကလည်းပြဿနာဘောင်းဆောင်အောင်ကိုဖြစ်တော့တာပဲပြူရိုးရပြက်နေတာဖြစ်ပါတယ်ရိုးရပေါ်မှာဒိုးရကြောမယ်မြင်းရတီးရလည်းရိုးရတွေပြက်တယ်မြင်းရတီးရလည်းကုလူတွေပြန်ခေါ်လို့အဆုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ရုပ်ကြီးရုပ်ကြီးတည်တတ်ပြီးတော့ရိုးရပေါ်မှာဒိုးရကြောမှာဖြစ်ပါတယ်ဗျာရိုးရလေးတွေပေါ်မယ်ဆိုရင်အင်္ကာတော့အရှိတောင်တောင်လက်ရေးလေးတောက်ပြီးမှဆူတော့အတင်းရေးလေးရဲ့ အာယောဖော်လို့ဒိုးအပုံကြီးအမှုခင်းပြဿနာကြီးဖြစ်ခြင်းနဲ့ထီရီပေါက်ခြင်းနဲ့ငွေကြီးနဲ့များအဆုလိုက်ပြုံလိုက်လုံးလိုက်ခဲတဲ့ဝင်းခြင်းနဲ့အန်ဒရီကင်းခြင်းနဲ့ဗျာပြဿနာကြီးကင်းဝေးပြီးယောဖော်လို့ဒိုးအကျော်ပြီးအမှုခင်းပြဿနာဝေးကွာပြီးတော့ငွေကြီးများထီပေါက်တယ်လို့အဆုလိုက်ပြုံလိုက်လုံးလိုက်ခဲတဲ့ဝင်းအောင်ကုညီဆောင်ချောက်တော်မူပါဆိုတဲ့ကြောင့်အင်္ကာတောင်းအရှိတောင်းတောင်းလဲရေးလေးတောက်ပြီးဆူတောင်းမယ်ဆိုရင်ယောဖော်လို့ဒိုးအကျော်ပြီးအမှုခင်းပြဿနာများဝေးကွာပြီး ်နော်ထီကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာကျွန်တော်တို့အထူးသဖြင့်ဒီနေ့မှာဖြင့်နောင်ဝေးကြီးနဲ့ပတ်တင်မှာစနေတော့နောက်တောင်တော့လှဲ့လှဲ့ပြီးမှနွားတို့လေးတို့ဇုံလုံးတောက်ပြီးမှဆူတောင်းမယ်ဆိုရင်ငွေကြီးနဲ့ပတ်တဲ့ကံများပွင့်တယ်လို့အင်္ကာတော့အရှိတောင်တော့လှဲ့ပြီးမှရေလေးကိုနည်းနည်းလောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်ထီကံများဖြုတ်ပါလေအဒီချိန်မှာထီတွေပေါက်တတ်တယ်ငွေကြီးနဲ့ပတ်တဲ့အကျွေးတွေကြီးတင်နိုင်တော့အခွင့်အလမ်းတွေပေါ်တတ်ပါလေဗျာအကျွေးကြီးသောနေ့ထီပေါက်သောနေ့ကျွေးကြီးလို့ထီပေါက်ထီပေါက်လို့ကျွေးကြီးဆိုတဲ့ တံမြပွင့်လန်းတဲ့နေများဖြစ်ပါလေဗျာဒီနေ့ကတော့20ရက်6လ2025တောက်ကြနေဖြစ်ပါလေဗျာတောက်ကြနေမှာဖြင့်ဒီကံလေးတွေစမ်းမယ်ဆိုရင်တော့အင်္ဂါတော့အရှိတောင်တောင်လဲရေးလေးတောက်ပြီးမှဆုတော့အတင်းကြီးလေးရဲ့ကျွန်တော်တို့တောက်ကြနေပြန်ပြီးဒီကံလေးတွေစမ်းတော့မယ်ဒီကံလေးတွေစမ်းတဲ့အခါမှာကျွန်တော်တို့ထမ်းတဲ့ဒီကံလေးတွေကအမြန်ဆုံးအဆင်ပြေခြင်းနဲ့အဆင်ပြေအောင်အတင်းကြီးလေးကကုညီဆောင်ကြတော်မူပါဆိုတဲ့အကြောင်းအင်္ဂါတော့အရှိတောင်တောင်လဲရေးလေးတောက်ပြီးဆုတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတော့ကံများ အမြန်ဆုံးပွဲလန်းသွားမှာဖြစ်ပါတယ်ဗျာတကယ်လို့ဒီကန်လေးတွေစမယ်ဆိုရင်ဒီဒီဘက်ကတော့၃တို့၄တို့၆တို့ခုံဆိုတဲ့ကန်န်းလေးတွေကန်စမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတော့ဒီကန်များအမြန်ဆုံးပွဲလန်းသွားမှာဖြစ်ပါတယ်ဗျာအထူးသဖြင့်ဒီတောက်ကြနေမှာဖြင့်ဒီဒီထိုးကြပါဒီဒီထိုးရင်ဒီဒီပေါက်တတ်ပါတယ် နောက်အကျွေးနဲ့ပတ်သက်တဲ့ကိစ္စတွေနဲ့ပတ်သက်တဲ့ကိစ္စမှာထူထောင်ကြပါငွေကြီးနဲ့ပတ်သက်တဲ့အကျွေးများအများဆုံးကြည်သိနိုင်သောမိမိလိုအပ်သောငွေကြီးများအများဆုံးဝင်ရောက်စေနိုင်သောစနေတော့အနောက်တောင်တော့လှည့်ပြီးမှနွားလို့လို့တစုံလုံးတောက်ပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ငွေကံများပိတ်ဆိုနေတော့ထီကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့ရွှေချမ်းမီမိသားစုကပေးတဲ့ရေရလေးရလွယ်လေးလေးတွေပေးတာပါလွယ်လေးလေးတွေပြုလို့ချင်းမြေတင်းတို့မှာပိတ်ဆိုနေတော့ကံများအများဆုံးပွင့်လန်းပြီးချင်းပြန်ပေါက်ကြစားပါသေး ွေးများအများဆုံးကြီးပါသည်လိုအပ်နေသောငွေကြေးများအများဆုံးရပါသည်ကြောင်းချွေးညမင်းမိသားစုကိုသာဆရာကြီးမြန်မာပြည်မှာလီလီဆာသာတူတောင်းမြစ်တာပို့လိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ